ထိုင်းအရတာစစ်စစ်ထိုင်းတွားစရာမလိုပဲနဲ့အနည်းအနာမှာပဲထိုင်းလူမျိုးကိုယ်တိုင်ရောင်းနေတဲ့ Thai food လေးပါနော် KM မှာရှိတဲ့သူတွေလာစားချင်တယ်ဆိုရင်ယထာဂိတ်နာကတီဆိုင်ကိုသာလာခဲ့နော်တီထိုင်းဆိုင်လေးကဆိုရင်လွန်ခဲ့တဲ့နှစ်နှစ်တုန်းက နှင်းရောင်ဝမ်းမာနေတော့ကအမြဲတမ်းပို့ပေးနေကြဖြစ်တဲ့နှင်းရဖောက်တဲ့ထိုင်းမလေးရဲ့စိုင်လေးပါရှင်ဒီစာရဲ့နေရာကဆိုရင် KL ပူတူးယထာကိတ်ကနေဆင်းလိုက်ပြီးနည်းနည်းရှောက်လိုက်ရင်တွေ့မှာပါရှင်အနည်းနာလေးပါနော်ထိုင်းလူမျိုးကိုယ်တိုင်ရောက်နေတာမလို့ထိုင်းအရသာစစ်စစ်ကိုမှရမယ်နော်ဘန်ကောက်ပလတ်ဆေးအမလို့ဘူး ိုင်းနိုင်ငံသွားစီရမလို့ဘူးအရန်စားကောင်းတဲ့ထိုင်းအစားအစာအမျိုးမျိုးတွေရမှာပါရှင်အခုနှင်းမထားတာကတော့ထိုင်းကွတ်တီကိုအတော့ရင်ကိုကာကိုလာနဲ့တွဲပြီးတော့စားမယ်ရှင် အနက်ကလေးကမှွေးပြီးတော့ကွတီကိုရောချက်သားရောအရန်နူးညက်တာမလို့အရန်စားကောင်းတယ်တီဆိုင်ကဆိုရင်ဝက်သားလေးရတယ်လို့ချက်သားလေးရပါတယ်ရှင်ကိုကြိုက်နေတဲ့ရစားလို့ရပါတယ်ရှင်အတုပ်လေးရတယ်လို့အရင်နဲ့လည်းရပါတယ်ရှင်အရန်စားကောင်းနေရှင်နူးညက်ပြီးတော့မှွေးလဲမှွေးတယ်စားလဲကောင်းနေရှင်ကိုကာကိုလာနဲ့ဆိုကွတီပဲနော်နောက်ထဲမှာထားတာကငပိရေချိုပါလားလုံးဝမပါတဲ့တီမော်ဒီထောင်းကနန်းလေးပါရှင် စားတဲ့အရသာအတန်းရှူရှဲလေးဝတ်သွားအောင်စားချင်တယ်ဆိုရင်ဒီဆိုင်လာကဲအရန်စားကောင်းနေရှင်အရသာနေသားကတော့အလုံးကွက်တိပဲเนาะအဆက်စားမနိုင်ဘူးဆိုရင်အဆက်လျှော့ပေါ့เนาะကနန်းအသားလေးသားဆိုရင်လည်းတကယ်ကိုလက်လက်ဆက်ဆက်လေးကိုရောင်းပေးတာเนาะလက်လက်ဆက်ဆက်ကိုမှစားချင်တယ်ဆိုရင်ဒီဆိုင်လာစားအရန်စားကောင်းနေနှင်းဆိုရင်အမြဲတမ်းလာစားဖြစ်နေကြဆိုင်လေးပေါ့เนาะနှင်းရဲ့ဖောက်တဲ့ဆိုင်ပေါ့เนาะစားရင်းနဲ့ကိုကာကိုလာတောက်ရင်းနဲ့အရန်ကိုကောင်းနေနှင်းကစက်သားနဲ့ယူထားတာမလို့ ကွတ်တီယိုစုတ်ကအစားချက်တာဟင်းရင်နဲ့ပေါ့နော်။နေ့ရက်ကွတ်တီယိုအတောက်ထဲမှာချက်ချေတောက်၃ချောင်းပါတယ်ချက်တောင်ပန်တစ်ခုအချီချီထွက်ထားပေးတာပေါ့နော်။ချက်သားတွေကလည်းနူးညံ့အစ်ဆက်တွေရောပဲအရန်စားကောင်းတယ်။မွေးလဲမွေးတလို့စားလဲကောင်းနေရှင်။နောက်ထပ်နှင်းထပ်မှထားတာကတော့နှင်းကပါလာငပိရေကျိုးကြိုက်တဲ့သူတယောက်ဖြစ်တာမလို့တင်ဘော်တီထောင်းထဲမှာပစွန်လေးတွေအများကြီးပဲနော်အကိတ်ကြီးတွေထပ်ထားပေးတာပါရှင်။ ပစွန်တွေကလည်းလက်ဆက်ပြီးတော့အယမ်းချုံတဲ့အယမ်းစားကောင်းတဲ့ရှင်အလုံးကိုလက်လက်ဆက်ဆက်နဲ့စားရတာမလို့အယမ်းကြိုက်တယ်ရှူရှဲလေးနော်ထိုင်းမားတွေလိုမျိုးစားနေရှူရှဲလေးပွိတ်သွားချင်နေဆိုရင်ဒီဆိုင်လာစားအယမ်းကောင်းတယ်ပစွန်တွေမှအများကြီးပဲနော်ကနန်းတွေမှအများကြီးထည့်ထားပေးတယ်တန်မှတ်တန် တပွဲဆိုရင်အများကြီးပဲနှင်းဆိုရင်ဘာလာအယမ်းကြိုက်တယ်ဘာလာပါတယ်တင်ဘော်ဒီတောင်ဆိုအယမ်းကြိုက်တယ်အယမ်းလက်ကောင်းတယ်ကိုကာကိုလာနဲ့တောက်ပြီးတော့ထပ်စားမရှင်အယမ်းကောင်းတယ်နော်တကယ်ကောင်းတယ်မကောင်းရင်နှင်းလုံးဝသွားမစားဘူးကောင်းလို့ထက်ခါထက်ခါသွားစားတာပါရှင်ကျညာခါရတာမဟုတ်ဘူးနော်နှင်းကြိုက်လို့ကိုပတ်ဆန်နဲ့ကိုသွားပြီးတော့ဝယ်စားတာပါရှင်ဝါသနာအရ vlog ရိုက်တာပါ